စကိုင်းတီလီကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ်သတင်းအကြောင်းအရာကတော့24ချိန်မြောက်မျက်နှာသစ်တော်ရေးစက္ကပ်ပူဇော်ပွဲအခမ်းအနားကျင်းပခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်လောကချမ်းသာအပြရလာပါမှုနိရုပ်ဝါတော်မြတ်ကြီးရဲ့ဂောဘကအဖွဲ့များမှကြီးမှုကျင်းပတဲ့24ချိန်မြောက်မျက်နှာသစ်တော်စက္ကပ်ပူဇော်ပွဲအခမ်းအနားကိုတော့ဂျမန်နီဧပြီလ18ရက် တကြံနစ်စံတရဲနီနနက်6နာရီခွဲကရန်ကုန်တိုင်းဒေသကြီးအင်းစိန်ခရိုင်အင်းစိန်မြို့နယ်မင်းနမကုန်းပေါ်တွင်တိထားကိုးကွယ်တော်မူသောလောကချမ်းသာအပြရလာဘမှုနှင့်ရွက်ွားတော်မြတ်ကြီးမှာကျင့်ပါပြုလုပ်ခဲ့ပါသည်လောကချမ်းသာအပြရလာဘမှုနှင့်ရွက်ွားတော်မြတ်ကြီးရဲ့ဂောဘကအဖွဲ့ဝင်များမှကြီးမှုပြီးအစဉ်လာမပြတ်ကျင့်ပါပြုလုပ်လျက်ရှိရာ မြန်မာနစ်စန်တရနေ့တွင်မျက်နှာသစ်တော်ပွဲတော်နှင့်ပဋ္ဌာန်းရုပ်ဖတ်တရေစေကြီးမင်္ဂလာအခမ်းအနားကဆုံလာပြေနေ့တွင်ကဆုံညောင်ရီသွန်းပွဲတော်ဝါဇိုလာတွင်ပဋ္ဌာန်းတော်ရုပ်ဖတ်တရေစေကြီးတရင်ကျွတ်တွင်အဘိဓမ္မာခုနှစ်ကျမ်းရုပ်ဖတ်ခြင်းဘိုးရဲတွင်ဗုဒ္ဓပူဇနီးယပွဲတော်နှင့်ထမင်းထိုးပြိုင်ပွဲများကိုအစဉ်လာမပြတ်ကျင်းပပြုလုပ်လျက်ရှိတာဖြစ်တာကြောင့် လောကချမ်းသာအပြည့်လာဘမှုနိရုပ်ဘွားတော်မြတ်ကြီးအားမျက်နှာတစ်တော်ရေဆက်ကပ်ပူဇော်ခြင်းမင်္ဂလာကို အစဉ်မပြတ်ကျင်းပပြုလုပ်ခဲ့တာယခုအချိန်နဲ့ဆို24ချိန်မြောက်ရှိပြီဖြစ်တယ်လို့သိရပါတယ်ရှေးဦးစွာဩဝါဒစရိယဆရာတော်ကြီးကိုပါကြောက်ရောက်တော်မူခဲ့ပြီးအဘိဓမ္မများမှာနမောတသ၃ချိန်ရွတ်ဆိုကဖျားကြော့ဖွင့်လေခဲ့ပြီး ဆရာတော်ဘုရားကြီးမှာ ကိုးပါးသီလချင်းမြင့်ပေးတော်မူခဲ့ပါတယ်အဲဒီနောက်မှာတော့ဩဝါဒဆရာတော်ကြီး၃ပါးနဲ့အေဘရိသက်များကမှန်ကျောင်းဆောင်အတွင်စင်ရင်ထားသောညံအထက် ရုပ်ပွားတော်မြတ်ကြီးရှိတွင် နေရာယူကာရုပ်ပွားတော်အားအမွှေးနှံသားဖြင့်ပတ်ပြန်းပြီးမျက်နှာတုပ်ပွားနှင့်တန့်စင်ပူဇော်ဆက်ကပ်ခြင်း သွားတော်တံပူဆက်ကပ်ပြီးတဲ့နောက်ရက်တော်သွင်းခြင်းများကိုတပြိုင်နက်တည်းပူဇော်ဆက်ကပ်ခြင်းမင်္ဂလာအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆလဘီလောကချမ်းသာအပြလာဘမုနိရုပ်ဝါတော်မြတ်ကြီးကိုဗုဒ္ဓဘိသေးကနေကစားတင်ချင်းမင်္ဂလာအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပြီးတောရောက်တော်မူလာကြကုန်သောဩဝါဒဆရာတော်ကြီးကိုပါအားလူဝဲဝိထုပစ္စည်းများနဝကမအလူငွေများဆက်ကက်လူရန်ခဲ့ပါတယ်အဲဒီနောက်မှာတော့ဆရာတော်ဖျားမလူရန်မှုအစူစူတို့အတွက်ရေဇက်သွန်းလောင်းမင်္ဂလာအခမ်းအနားကိုကျင်းပက ဗုဒ္ဓသာသနာ့ဆွေရန်တိတ်ထု၃ချိန်ရွဆိုက24ချိန်မြောက်မျက်နှာတစ်တော်ရေဆက်ကပ်ပူဇော်ပွဲအခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။ အဲဒီနေ့ကဆိုရင်ရန်ကုန်တိုင်းဒေသကြီးအင်းစိန်ခရိုင်အင်းစိန်မြို့နယ်မင်းမကုန်းတော်ပေါ်မှာရှိတဲ့ဒီထားခုခွဲထားတဲ့လောကချမ်းသာအဘယလာဘမုနိဘုဒ္ဓယုလူပွားတော်မြတ်ကြီးဤ1389ခုနှစ်ခုလပြည့်ကျော်9ရက်မြန်မာနှစ်ဆန်းတရနေ့နှစ်တခါခမရမှာမြန်တဲ့တတော်ကြီးပြည်သူ့ဘဲခန္ဓာကိုကျင်းပပြုတော်တဲ့နေ့ဖြစ်ပါတယ် ဒီနေ့မှဆိုရင်ဩဝါဒဆရာတော်ကြီးကိုပါကြားရောက်ပြီးတော့အပိတတိအာလုတ်ကိုပူဝတိလပြပါတယ်ပြီးရင်ဒီဩဝါဒဆရာကြီးတော်ကြီး၃ပါးနဲ့အပိတတိဟာဒီမှန်ကျောင်းဆောင်ထဲမှာရှိတဲ့ညံအထက်မှာဆင်ထားတဲ့လူပွားတော်မြတ်ကြီးရဲ့ရှေ့မှာနေရာယူပြီးတဲ့ခါကျရင်လူပွားတော်မြတ်ကြီးကိုကျွန်တော်တို့ဒီအမွေးငံတပ်ပြန်ပြီးတော့ ဒါမျက်နှာတုပ်ပွားနဲ့တန်းစင်ပြီးတော့ဆက်ကချင်းအပြင်းသွားတော့ဓမ္ဘူးဆက်ကချင်းပြင်းနရက်တော့ပြင်းပြင်းခန္ဓာများကိုကျင်ပပြုလုပ်ခဲ့တာဖြစ်ပါတယ်ပြီးတော့ကျွန်တော်လောကချမ်းသာအာဘယလာဘမှုဘုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုဘုဒ္ဓဘိဗေကအမိကစားတင်တဲ့စီတွင်ကိုဆက်လက်ကျင်းပပြပါတယ်ပြီးရင်ကျွန်တော်တို့ဆရာတော်များကိုလာဆက်ကဘုဒ္ဓမြတ်ဆက်ကလှူရမ်းပြီးတော့ကျွန်တော်ရေးဆက်ချက် ခြင်းအခမ်းအနားကိုပြုလုပ်ခဲ့ပါတယ်ဒီနေ့မှဆိုရင်ကျွန်တော်တို့ဒီဖျားကြီးမှာနှစ်စဉ်ပြုလုပ်တဲ့အပွဲတော်၅ခုရှိပါတယ်ပထမတစ်ခုကတော့ကျွန်တော်မြန်မာနှစ်စန်းတရနေ့မှဆိုရင်နည်းနည်းပြတော့ပွဲတော်ပြုလုပ်ခြင်းနောက်ပထမ5 30ပြုလုပ်ခြင်းနောက်ကစုံလာမှာဆိုရင်ကစုံညောင်ရီသွင်းပွဲပြုလုပ်ခြင်းအဲပြီးရင်ဝါဂျူလာမှာဆိုရင်ကျွန်တော်တို့ခန်းတော်ဟောမြရပတ်ပြေဆက်ခြင်းပြီးရင်ကျွန်တော်တို့ဒရင်ကျောင်းမှာဆိုရင် မိဘခုနကြံရစ်ဖတ်ခြင်းပြီးရင်တပူရဲမှာဆိုရင်ဘုဒ္ဓဖူဇင်းကြီးအပွဲတော်နဲ့ကျွန်တော်ထမင်းတဲ့ထုပြန်ပွဲများကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီနေ့ပြုလုပ်တဲ့ကျွန်တော်တို့လောကချမ်းသာအဘယလာဘမှုမှုဘုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့မျက်နှာသက်တော်ပွဲခန်းနာမှာဆရာတော်များကူတိုင်းအမွှေးတော်သားများပြည့်ခမ်းပြီးတော့ဟုတ်လားဒီပေါ်များနဲ့ဒါမျက်နှာတော်ကိုတန်ဆင်းဆင်ကြခြင်းပြုလုပ်ခဲ့ပါတယ်ဒီပေါ်များကိုလည်းဒီနေ့လာတဲ့ရဟန်းရှင်သူ ြည်သူများကို ပြန်လည်ပေးလူသွားမှာဖြစ်ပါတယ်ဒီပွာများကိုအလားပြီးသွားတဲ့နေရာမှာဆောင်ထားခြင်းဒါမှမဟုတ်မိမိရဲ့အိမ်မှာရှိတဲ့ဖျားစင်မှာဒီပကံပေါ်မှာဒီပွာလေးကိုအာတင်ထားခြင်းပြုလို့ပြီးတော့ကိုကခီးသွားတဲ့အခါဒါမှမဟုတ်ရင်ကိုကလုံငန်းကိစ္စတွေသွားတဲ့အခါကျရင်ကိုရဲ့မျက်နှာလေးကိုဒီပွာလေးနဲ့တုံလေးခြင်းအဖြစ်ပြီးရင်ကျွန်တော်တို့ညနေပိုင်းပွင့်ခြင်းပြီးရင်မိတ်ဆွေတင်ကားများပေါ်များခြင်း အပြင်းရင်ကျွန်တော်တို့ပြောတာဆိုတော့အောင်မြင်ခြင်းနော်စီးပွားလတ်လပ်များများရရှိခြင်းပြီးရင်အန်ဒီဘင်းဘေးကင်းများကို ရရှိမှာဖြစ်ပါတယ်ဒါလေးကိုတော့ယုံကြည်ဆောင်ရွက်စီကြပါတယ်ဆက်တဲ့မှာပဲမြန်မာနစ်စန်တရရနေကရန်ကုန်တိုင်းဒေသကြီးအင်းစိန်ခရာအင်းစိန်မြို့နယ်မင်းနမကုန်းတွင်တီထားကိုပဲတော်မူသော လောကချမ်းသာအပြလာပါမှုနှင့်ရုပ်ွားတော်မြတ်ကြီးတွင 1389ခုနှစ်မြန်မာနိုင်စံတရရက်နေ့ဧပြီလ18ရက်နေ့ဇီဝိဒဒါနပွဲတော်ကျင်းပပြုလုပ်ခဲ့ရမှာရခိုင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးများမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများအလဲကြဂောဘကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဖျားဘူးပြည်သူများကမြန်မာနိုင်စံတရရက်နေ့အခါသမယတွင်ဇီဝိဒဒါနအနေဖြင့်ငှက်လို့ပွဲကိုကျင်းပပြုလုပ်ခဲ့ပြီးဇီဝိဒဒါနငှက်လို့ပွဲကျင်းပရတာက မြန်မာပြည်သူပြည်သားများအားလုံးဘေးရန်အပေါင်းမှလုကင်းကြပါစေလို့ရည်ရွယ်ကာအစင်းနှစ်တိုင်းအလင်းတင်းတလို့ကျင်းပပြုလုပ်လျက်ရှိရလို့သိရပါတယ်ဟုတ်တဲ့အခါကျတော့ကျွန်တော်တို့ဒီမှာလဲကျွန်တော်ဇီဝဓာတ်တငှက်လူပွဲကိုကျွန်တော်လုပ်တဲ့ပဲမြန်မာပြည်ပေါင်းဘေးရအကုန်လုံးအားလုံးလွတ်လွတ်လပ်လပ်နဲ့ပြည်သူပြည်သားကြီးလဲ ကန်စားပါဆိုတဲ့ရဲချက်နဲ့ကျွန်တော်တို့လုပ်ခဲ့တာပါဖြစ်ပါတယ်နှစ်စဉ်နှစ်တိုင်းလဲအလင်းသိမှုကျွန်တော်တို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ